အပိုင်းနေရဲ့စမှာတော့စိုင်းကီရိုကိုဆရာဖြစ်သူကဒုဘောကိုစော်ကိုင်းခဲ့ပါတယ်။အားလုံးကတော့ဒီကစားနည်းကိုကလေးကလာဆန်နေလို့ထင်နေခဲ့ကစိတ်ပြက်နေပါတယ်။ဒါပေမဲ့ဟိုင်ရူကတော့အတန်းရဲ့ခေါင်းဆောင်ပြီးပြီးအားလုံးကိုတူကစားဖို့အတွက်တင်းသွင်းနိုင်ခဲ့ပါတယ်။စိုင်းကီကတော့ဟိုင်ရူရဲ့ဘက်မှနေခဲ့ရပြီးသူတို့ကစတင်ကစားဖို့လုပ်ပါတယ်။ကြောက်ကတော့စိုင်းကီကိုအရင်ထွက်ရအောင်လုပ်ဖို့အတွက်ဘောလုံးနဲ့လှမ်းပစ်လိုက်ပါတယ်။ဒါအောင်မြင်တော့စိုင်းကီကကစားဝေးကနေထွက်ရအောင်တတ်တတ်ပြစ်ခံလိုက်ပါတယ်။ ဒါအိုဟိုင်ရူကဒိထားမိသွားပြီးသူကစိုက်ကီကိုမျက်နှာထိမထွက်ရဘူးလို့ပြောလိုက်ပါတယ်။သူ့ရဲ့စကားကိုကြားတော့စိုက်ကီတယောက်စိတ်ညစ်သွားခဲ့ရပါပြီ။အဲနောက်သူကတစ်ဖက်ကိုပြန်ပြေးလိုက်ပေမဲ့နန်နိုကလွယ်လေးဖမ်းလိုက်လို့ဟိုင်ရူကစိုက်ကီကိုတီးကစားဖို့အတွက်ပြောလိုက်ပါတယ်။အဲနောက်မှာတော့နန်နိုကစိုက်ကီရိုဘတ်ကအဖွဲသား6ယောက်ကိုတစ်ခါရဲထွက်သွားရအောင်လုပ်လိုက်ပါတယ်။ဒါအိုမင်းတို့အားလုံးကနန်နိုရဲ့ကြွမ်းကျင်မှုကြီးကိုကြည်ကပြိုးနေခဲ့ပါပြီ။ အဲ့ချိန်နန်နူကဟိုင်ရိုကိုဒီတစ်ခေါက်ကမင်းရဲ့လေပဲလို့ပြောတာပြစ်လိုက်တော့စာကီကကြောင်းဝင်လာပြီးထိခံလိုက်ပါတယ်။ဒီတစ်ခါမှလည်းဟိုင်ရိုကစာကီကိုကယ်ဖို့ဒဏ်ရာရခံပြီးဘောလုံးကိုဖမ်းမိခဲ့ပါတယ်။ဒါအောင်မီတို့စာကီကစိတ်ညစ်နေပြီးသူကအားလုံးရဲ့အောင်ဆိုင်ချင်းကိုခံနေရတာကိုလည်းစိတ်ပိန်နေခဲ့ပါပြီ။ဒါပေမဲ့သူသာအတုံးကြရင်လေအားလုံးရဲ့နိုင်ငံဖြစ်မှာကိုသဘောပေါက်နေတဲ့စိုက်ကြီးကဘောလုံးကိုတစ်ဖက်ကလူကိုထိအောင်ပြစ်ပေးလိုက်ပါတယ် ဒါပေမဲ့သူကနောက်ထပ်လူတွေကိုပါထုတ်ပစ်လိုက်ပြီးဟိုင်းရိုကလည်းပြန်ဝင်လာခဲ့ပါတယ်။ဒါကြောင့်နန်ဒိုကဟိုင်းရိုကိုဘောလုံးနဲ့ပြစ်ဖို့လုပ်ခဲ့ပါတယ်။ဒါအောင်မင်းနဲ့စာကြီးကနန်ဒိုရဲ့လက်ဆကိုဟိုင်းရိုကမခံနိုင်လောက်တာကိုတွတ်ဆခဲ့ပြီးဘောလုံးကိုကြားကနေဝင်ဖမ်းပစ်လိုက်ပါတယ်။အင်းနောက်မှာတော့ဟိုင်းရိုကဘောလုံးကိုယူပြီးနန်ဒိုရို့ကိုအနိုင်ယူလိုက်ပါတယ်။နောက်နေ့မှာတော့စိုက်ကီကခန်းထဲထိုင်နေချိန်ချီအိုကသူ့ကိုဗောကြနေရာကိုတီးသွားခဲ့ပါတယ် ဒါပေမဲ့ဒီလိုယာရီကိုလုံးဝစိတ်ဝင်စားတာကြောင့်ဆိုင်ကီကချီယိုကိုမသိချင်အောင်ဆောင်နေခဲ့ပါတယ်။ချီယိုကတော့ဆိုင်ကီရဲ့အကြောင်းကိုပိုတိလာအောင်လို့ပို့အတွက်အကျန်စီရီထုံနေတော့တာပါ။အဲနောက်မှာတော့သူမကဆိုင်ကီလာကိုတောင်ကျိုးကနေမှင်ဆောင်နေပြီးအမှန်မတင်ဝင်တိုက်တဲ့ပုံစံကိုအကွက်ချနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့တွေးရီကိုဆိုင်ကီကအကုန်ကြားနေခဲ့ရပါတယ်။ဒါကြောင့်စိုက်ကြီးကချီယိုထွက်လာချိန်မှာအမြန်ရှောင်ထွက်လိုက်ပြီးချီယိုလွတ်ချလိုက်တဲ့ဆော့ရက်တွေကိုလည်းပြန်ထပ်ပေးလိုက်ပါတယ် ်ဖြစ်ပျက်ကရမ်းမြန်လို့လို့ချီဟိုလဲကြောင်သွားခဲ့ပါပြီ။ဒါဝိမဲ့သူမကနောက်တလဲဝတ်တစ်ခုကိုထားလုပ်လိုက်ပါတယ်။အဲ့ဒါကသူမရဲ့ပွာကိုစိုင်းကီရဲ့အနားမှာမှင်ချထားခဲ့တာပါ။ဒီတစ်ခါမှလဲစိုင်းကီကပွာကို သူမရဲ့ခါမှာပြန်ထားပေးလိုက်ပါတယ်။ဇွဲကောင်းလုံးနဲ့ချီဟိုကတော့မျိုးမျိုးစူးစားပေမဲ့ဘယ်လို့မှရမလာတာကြောင့်သူမကစိတ်ပြတ်နေခဲ့ပါပြီ။ကျောင်းစင်းရင်မိုးရွာနေလို့သူမကစိုင်းကီနဲ့အတူထိစားမှုတွေ့ရှိပေမဲ့ကောင်းသားကမိုးရွာနေတာကိုပါရက်ပြစ်လိုက်ပါတယ်။ ဒေါ်မီနိုချီယိုတယောက်စိတ်တက်ကြနေချင်းကောင်လေးတယောက်ကသူမကိုလာရောက်ချင်းကပ်ခဲ့ပါတယ်။ဒါကြောင့်ချီယိုလည်းအဲ့ကောင်လေးကိုပဲသူမရဲ့ကက်ချမာအဖြစ်သတ်မှတ်လိုက်ပါတော့တယ်။နောက်ရဲ့ဆိုင်ကီတယောက် TV ကြည့်နေချင်းသူ့ရဲ့ဖေကဆိုင်ကီကိုအခန်းရွှေ့ပေးဖို့ကူညီလာတောင်းပါတယ်။ဆိုင်ကီကညီလိုက်ပေမဲ့အဖေနဲ့အမေကတင်းပြောနေရာကြောင့်သူကထားလို့ပေးလိုက်ရပါတယ်။ဒါပေမဲ့အဲ့ရနေခန့်ကျင်းနေတာကြောင့်ဂရင်းကိုနေရာမျိုးမျိုးထားကြည့်ခါနေရာကြောင့်စိုင်းကြီးတယောက်စိတ်ညစ်နေခဲ့ပါပြီ ဒါပေမဲ့အခန်းကဘလို့မှဆင်ပြေလာတာကြောင့်ဖေဖြစ်သူကနိုင်ရန်ကိုဖြိုချခံလိုက်ပါတယ်။အဲ့လိုနဲ့စိုင်းကြီးကဖြိုချပေးလိုက်တော့အဖေကအဖက်ကအခန်းကျယ်ကိုသူတို့အနေနဲ့ပြောင်းလို့ရရဲ့ဆိုတာသိရသွားခဲ့ပြီးအရင်လိုအကောင်းတိုင်းပြန်လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါရောက်ဆိုင်ကြီးကလုတ်ပေးလိုက်ပေမဲ့ဆိုးရိုးနေတဲ့အရာတိုင်းကရင်လိုပြန်ဖြစ်သွားပြီးဒရင်းတွေကလည်းရင်းနေရာကိုပြောင်းအောင်သွားပါတော့တယ်။နောက်ရကျောင်းသားတို့ဆရာကကျောင်းသားတွေကိုစစ်ဆေးနေပါတယ်။ဆိုင်ကြီးကတော့တန်မှန်ပဲဖြတ်ဝင်သွားနိုင်ခဲ့ပါတယ်။ ဘောလဲဆိုတော့ तू ကအားလုံးထဲမှာတာမန်ခင်နိုင်မှု gas နဲ့ကိုပြောင်းလဲရခဲ့လို့ပါအရင်ကအားလုံးရဲ့ spin ကအနက်နဲ့ညူအောင်သာရှိခဲ့ပါတယ်ဒါဝင်မစ်စိုက်ကီကသူ့ရဲ့ပိုင်းအောင် spin ကိုတာမန်ခစ်စီဖို့အားလုံးကိုရောင်ရင်နဲ့ဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်ဒါကြောင့်အားလုံးကစိုက်ကီရဲ့ခေါင်းကတာမဲကိုတောင် click တစ်ခုလို့ပုံမှန်ပဲတွေးနေကြပါတယ်စိုက်ကီကရာတော်တော်များများကိုသူ့ရဲ့စွမ်းနဲ့ပြောင်းလဲလိုက်ပါတယ် တဖက်မှာတော့ကုန်းကူကဆရာဖြစ်သူကိုကွန်ရှာနေချိန်ဟာတာကဲယာမာကရောက်လာပြီးကုန်းကူကို တားပေးလိုက်ပါတယ်။ပြီးတော့ဟာတာကဲယာမာကကားဆရာကို စင်ပီလာလို့မိလိုက်ပြီးဇလန်းလေးကလည်းတခါရက်သွားခဲ့ပါတယ်။